ိုရီးယားကုမ္ပဏီတစ်ခုကိုရီးယားနိုင်ငံသားတွေလာဖွင့်တဲ့ကုမ္ပဏီတစ်ခုတရားသဟောပြဘုရားအနိက္ခစာတင်ရင်အဲ့ဒါကိုရီးယားဤတယောက်ကပြောတာမြန်မာသာရမ်တရီယောဂီဝါဆိုသူကြဟန်နွန်တဲ့တဲ့ကျွန်တော်မောင်းမဲ့အန္တရောယုတဲ့နော်မုတ်ချွန်းချွန်းနေဟာကိုနော်မုတ်မူနူရောယုတဲ့ကိုရီးယားတကရရှောက်တယ်။ဘာရှောက်တာလဲတော့မသိဘူးပေါ့နော်။ အဲ့ဒါမြန်မာလူမျိုးတွေမြန်မာပြည်လာပြီးတော့စီးပွားရေးလှုပ်တာဗျာတဲ့သူတို့ကိုကြည်ပြီးတော့ဂျွန်သွန်မောင်းမဲအန်တရော်ယူတပိတော့စိတ်ထဲမှာစိတ်တိုင်းမကြဘူးဖေဟာမြန်မာဇာရန်တရီနောမှုနူလျော်ယူတဲ့မြန်မာလူမျိုးတွေကအမြဲတမ်းနှိမ့်နှိမ့်ကွေးကွေးနဲ့အေးအေးဆေးဆေးခပ်ဖြည့်ဖြည့်လှုပ်နေရှိတယ်တဲ့ ခရီးကိုပြီးတဲ့အခါကျတော့ခြောင်သားခါကြီးအန်နိုင်ကိုတိတိကျကျမလုပ်ဘူးပြီးစလေလုပ်တယ်ဖျားတဲ့အဲ့ဒါကြောင့်သူတို့ကိုကြည့်ပြီးတော့တပိတော်စိတ်ထဲမှာအလိုမကျတွေဖြစ်ရတယ်ဖျားတဲ့အဲ့ဒါဘုန်းကြီးကပြပြတကကြီးအလိုမကျဖြစ်တယ်ဆိုတဲ့စိတ်ကဘာစိတ်လို့ထင်လဲလို့ရိတဲ့အလိုမကျတဲ့စိတ်ကဘာစိတ်လဲလောဘစိတ်လားဒေါသစိတ်လားအလိုမကြတဲ့ဆိုတာကျင်တ်ထားလားမကျင်တ်ထားလား ဲ့ဒီမကျင်တတ်တဲ့စိတ်ကသူတို့လိုချင်မှုကိုအကြောင်းပြုဖြစ်ပေါ်လာတော့တာအကြီးစမ်းအဲ့တော့သူတို့ကိုပြောပြလိုက်တဲ့တခါကြီးလို့မြန်မာလူမျိုးတွေကမောင်းချချက်စိတ်ရဲ့ပင်ကိုသဘောထားရကဘုန်းကြီးတို့လည်းဗမာလူမျိုးတွေပါပဲဒါပေမဲ့တို့တိုင်းပြည်ကလူတော်တော်များများကအဲ့ဒီစိတ်တတ်တွေကရိုက်ချိုးခံထားရလို့ဖြစ်နေတယ်ပညာရေးစနစ်တွေရဲ့ပျက်စီးမှုတွေရဲ့ စီဝိုင်းစနစ်ရဲ့ချွတ်ချုံကြမှုတွေပေါင်းဆက်လိုက်တော့တို့ဗမာလူမျိုးတွေပြည်သက်တယောက်နဲ့တယောက်လေကုညီတာများလားနိုင်တဲ့စနစ်လှုပ်တာများလားကိုတာဝန်ကိုကြည်လားသူများကိုလက်ညှိုးထိုးတာများအဲ့ဒါမျိုးလူတွေကြီးပဲများတဲ့အခါကျတော့ပြည်သက်ဒီတိုင်းပြည်မှာသူတို့လာလို့တဲ့ဘုံညာအကြံပြုတ်လိုက်တယ်ဒါကြီးလို့ အခြေခံအဆောက်အုံတွေကတို့နိုင်ငံမှာပျက်စီးနေတာ ecosystem ခေါ်တယ်။ကေအားစနစ်တွေပျက်စီးနေတဲ့ဒီနိုင်ငံသဘာဝတရားတွေဖောက်ပြန်နေရောအပြင်လို့ human resource ဆိုတဲ့လူဆွမ်းအားအရင်းမြစ်တွေလည်းပျက်စီးနေတာဖြစ်တဲ့အတွက်ကြောင့်တကာတို့ဒီမှာစီးပွားလာလို့ရတာနံပါတ်1အရင်ဆုံးလုပ်ရမှာ training လုပ်ရမယ်လို့ employing training ခေါ်တာပေါ့ဝန်ထမ်းတွေရဲ့ဆွမ်းအားကိုလေ့ကျင့်ပေးဖို့တော့လိုတယ်လို့နော် ရိသေသူတို့လိုချင်တဲ့ပုံစံရအောင်လေ့ကျင့်ပေးဖို့လိုလားမလိုဘူးလားအဲ့ဒါတွေလေ့ကျင့်မှုမလုံနိုင်ဟိုဘက်ကလူတွေလှုပ်ထားတယ်ဒီဘက်ကလူတွေလှုပ်ထားတယ်ပြဿနာတွေကိုတက်ပြီးတော့သူတို့ကပို့ပြီးတော့မျောလင့်လေလေဒီဘက်ကမလိုက်နာနိုင်နေတယ်သူတို့မှပို့ပြီးတော့စိတ်တိုင်းမကြတယ်ဖြစ်နေလေပဲနော်ဖြစ်နေလေပဲအဲ့တော့ကိုရီးယားလူမျိုးတွေရဲ့စိတ်ကလည်းပရိသတ်ဘုန်းကြီးတို့ဟိုမှာနေခဲ့တာဆိုသူတို့ကအမြဲတမ်းပါဠိပါဠိပဲပါဠိပါဠိဆိုတာမြန်မြန်ဆန်ဆန်ပဲ ပါဠိပါဠိဃာစေယျမြဲမြံသွာပါဠိပါဠိမောကောယျမြဲမြံစပါဠိပါဠိဟာစေယျမြဲမြံလုတ်ပါဠိတဲ့သူတို့ကမြဲမြံကိုလေသူတို့စကားဘယ်လိုခေါ်လဲပါဠိဆရာလေးတွေမှတ်တာဒီကပါဠိကတို့ကဗုဒ္ဓဘာသာကပါဠိစာပေလို့တို့ကပါဠိဆိုတဲ့ဇာကားကလေမြန်မြန်ဆိုတဲ့အတိတ်ပဲပါဠိပါဠိဂုံဘူးဟဲမြန်မြန်သင်ယူလေလား ပါဠိပါဠိခါမြ мян သွာပါဠိပါဠိမောကောမြ мян စာဆိုတာလေသူတို့ကပါဠိကိုအမြဲတမ်းသုံးတဲ့အခါကျသူတို့ကိုကြည့်ပြီးတော့တို့လူမျိုးတွေကအေးအေးဆစ်ဆဲပဲခပ်ဖြည်းဖြည်းခပ်အေးအေးခပ်နေနေသဘာဝဆိုတခါဖုံးဆက်တခါကြီးပယ်ရောက်နေပြီတဲ့တပြီးတော့လမ်းမှာမိပွိုက်မိနေလို့ဖရာအိမ်ကမထွက်သေးဘူးနော်အိမ်ကမထွက်ရသေးတယ်ဒါပေမဲ့လမ်းမှာရောက်နေပြီဆိုတော့အလေးချိန်ကြီးများသွားတဲ့အခါကျတော့ဟို ပြီးစလွယ်လုတ်တဲ့အလေးချိန်နေဖြစ်ကုန်ရောပြိတ္တယ်နော်အဲ့တော့ပြောချင်တာကလောဘကိုအကြောင်းပြုပြီးတော့လူတွေမှာအလိုမကျမှုတွေဖြစ်နေတဲ့ဟာကြတော့သူ့ကြောင့်ငါကြောင့်ဆိုတဲ့အကြောင်းပြချက်တွေပြောမယ်အစားဘာကြောင့်ဖြစ်တာလဲဆိုအကြောင်းရင်းကိုကြည့်လိုက်တော့အဲ့ဒီလောဘဆိုတဲ့လိုချင်မှုကတတ္တဝါတွေကိုပြဿနာတက်စေတာပဲဆိုတော့ပြိတ္တအကြောင်းနဲ့ကြည့်လိုက်လို့ရှင်ဩအကြောင်းကင်းပြီးတော့ဖြစ်တယ်ဆိုတာတခုမှမရှိဘူးရှိရလားကြောင်းတရားတွေနဲ့ တိုက်ဆိုင်ပြီးတော့ဖြစ်နေတဲ့အတွက်ကြောင့်အကြောင်းကင်းပြီးတော့ဖြစ်တာမရှိတဲ့အတွက်ကြောင့်ဘုရားတို့တော်ကောင်းများကကိုယ့်အကိုဆင်ခြင်တဲ့အခါမှာအဲ့ဒီအကြောင်းတရားတွေကိုဆင်ခြင်နိုင်ဖို့လိုပါတယ်။လောဘကိုအကြောင်းပြီးပြီးတော့လောဘကြောင့်ဖြစ်နိုင်တဲ့အကြောင်းတရားတွေလူကျင်မှုတွေကလေပရိသတ်ရဲ့တတ္တဝါတွေကိုရောင်ရဲတင်းတိမ်နိုင်မှုမပြုတ်နဲ့အဲ့ဒီလောဘကလည်းလူကိုပူစေတယ်ပရိသတ်မပူဘူးလား။လောဘမီးတွေအာကြီးတော့လောဘကကြာရင်လေယူတော်ယူတယ်တဲ့။ လောဘအကြည်ယူနိုင်လားမယူနိုင်ဘူးလားယူသွားတယ်နော်လောဘကြည်ယူတတ်တယ်တဲ့လောဘကြည်ဘာဖြစ်တယ်အဲ့တော့တချို့ချို့ကလည်းအိုးလောဘရှိလောဘတော့ရှိရမှာပေါ့ပုတုဇဉ်တွေမှာလေရှိတင်လားမရှိတင်ဘူးလားပြိဿလောဘမရှိရင်ဘလို့လုံးမလဲလောဘကတော့ရှိရမှာတော့တော့မတရားလိုချင်တဲ့လောဘမျိုးတော့မဖြစ်ဖို့လိုတာပေါ့ ကိုရရင်ပြီးရောသူများတွေဘယ်လိုပဲဖြစ်ဖြစ်ဆိုတာကဝိသမလောဘမတရားလောဘဖြစ်ကိုရှိမှရတဲ့ရထိုက်တာတော့ယူကိုယူရမှာအဲ့ဒါကတင့်လျော်တဲ့လောဘဒီလောဘမျိုးကတော့မရှိလို့ပဲရမလဲရှားပွေနေရတာလူတန်းဖို့ဆိုတော့ဒါတွေကရှိ ਉਹ ရှာတော်တော်မတရားလူချင်းတဲ့လောဘမျိုးတော့မဖြစ်ရဘူးအဲ့ဒီလောဘအာကြီးလေလေလူတွေမှာပူလောင်မှုအာကြီးလေလေဆိုတော့လေပရိသတ်ရဲ့မြတ်စွာဘုရားကမိန့်တယ် လောဘနိဒာနံကမ္မနံသမုဒ္ဒယယလိုခြင်းမှုလောဘကိုအကြောင်းပြုပြီးတော့ကမ္မနံဝိကိုလဲစေတဲ့ကံတရားတွေကဖြစ်ပေါ်တော့တာ